စီချိုယောဂါဒီစကားကိုကြားလိုက်ရင် လူတိုင်းကအချိုတွေလျှော့စားတော့အချိုတွေစားလို့စီချိုဖြစ်တာဆိုပြီးပြောကြတာကိုကြားပူကြတာပါဒါပေမဲ့ပြန်ပြထားတဲ့တရားချက်ကတကယ်ရောမှန်ရဲ့လားနေရပါခင်ဗျာ has knowledge channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စီချိုယောဂါဆိုတာဒီဘက်ခေတ်မှာလူတိုင်းနဲ့မဆင်းတော့တဲ့ကျန်းမာရေးပြဿနာတစ်ခုပါအလွယ်ပြောရရင်တော့ကျွန်တော်တို့စားရတဲ့အစားအစာတွေတဲကကစီတဲ့နဲ့ပကြက်တဲ့တွေကိုခန္ဓာကိုယ်ကဆိုင်ရာဖြစ်ပြောင်းလဲတဲ့နေရာမှာ ချွေးရင်ချက်ဖြစ်နေတဲ့နာတာရှိအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့စစ်ချိုနဲ့ပတ်သက်ပြီးဒူရီထင်နေကြတဲ့အယူအဆများတွေတကယ့်အမှန်တရားတွေကိုရှင်းပြပေးသွားမှာပါ။ပထမဆုံးလူပြောအများဆုံးကိစ္စကိုရှင်းချောင်းရအောင်စစ်ချိုဆိုတာအချိုစားလို့ဖြစ်တာဆိုတာလုံးဝမမှန်ပါဘူး။အချိုစားတာကအကြောင်းရင်းတစ်ခုဖြစ်နိုင်နေမယ့်ဒါတစ်ခုထဲကြောင့်မဟုတ်ပါဘူး။မျိုးရိုးလိုက်တာအဝလွန်တာကိုလတ်လှောက်ရှားမှုနဲတာနဲ့စိတ်ပြေးစီမှုများတာတွေကလည်းစီချိုကိုဖြစ်စေနိုင်တဲ့အဓိကတရားခဏတွေပါပဲ။ နောက်ပြီးတော့စီချိုဆိုတာအမျိုးသက်ရှိရမဟုတ်ပါဘူးအမျိုးအစားတဲ့စီချိုအမျိုးအစားနဲ့စီချိုနဲ့ကိုဝန်ဆောင်စီချိုဆိုပြီးရှိပါတယ်ဒါကြင်ဒုတိနဲ့တဲ့အမျိုးအစားကိရမငါစီချိုဆိုပြီးအမျိုးမျိုးရှိပါသေးတယ်ဒါဆိုရင်ကို့မှာစီချိုရှိမရှိဘယ်လိုသိနိုင်မလဲခန္ဓာကိုယ်ကပြတဲ့ရှေ့ပြေးလက္ခဏာတွေကိုတတိထားကြည့်ပါစီခန္ဓာအသွားကျင်တာရေအယမ်းစားတာအစားတွေပုံမှန်စားလျက်နဲ့ခဏခဏပိုက်ပြန်စားတာဘာမှမလုပ်ရပဲခြေကုန်လက်ပန်းကျပြီးနွမ်းနယ်နေတာမျိုးတွေဖြစ်တတ်ပါတယ် ဒါအပြင်နှက်စီတွေဝါလာတယ်။ကြီးခိုက်ရှာနာဖြစ်ရင်အနာကျက်နေမယ်။စားနာတော့ပူစားတယ်။ဒါပေမဲ့ကိုယ်လေးရှင်ကကြာသွားမယ်။ခြေလက်တွေထုံပြေညာမျိုးတွေခံစားရပြီဆိုရင်တော့ဒီတတိခါဖို့လိုပါပြီ။စီချိုကဘယ်သူတွေမှာပေါ်ဖြစ်နိုင်လဲဆိုရင်တော့အသက်55နှစ်အထက်ရှိသူတွေကိုယ်လေးချင်များနေသူတွေဆွေမျိုးသားချင်းနဲ့မှာစီချိုမျိုးရိုးရှိသူတွေအထိုင်များပြီးလှုပ်ရှားမှုနည်းသူတွေနဲ့စစ်လက်တောက်လူတွေမှာ ဟိုဖြစ်လွယ်ပါလေ။ဝမ်းနဲ့ဆရာတခုကတော့စီချိုဟာနာတာဆီချောင်းကဖြစ်ပြီးလက်ရှိအချိန်ကြီးအပြေးတိုင်ပြောက်ကင်းအောင်ကုသပေးနိုင်တဲ့ဆေးမပေါ်သေးပါဘူး။ဒါပေမဲ့စိတ်မပူပါနဲ့ခင်ဗျာ။ဆရာဝန်ညွန်ကြားတဲ့ဆေးဝါးတွေတောက်မယ်။နေခိုင်စားတောက်ပုံပြောင်းလဲမယ်ဆိုရင်တော့စီချိုကိုကောင်းကောင်းထိန်းထားနိုင်ပါလေ။အကယ်၍စီချိုရှိနေတာကိုမတိပဲပစ်ထားမယ်။အေးချာမကုသဘူးဆိုရင်တော့နောက်ဆက်ပြည့်အနေနဲ့နှလုံးကွယ်တာနှလုံးရောဂါလေးဖြတ်တာကြောက်ကပ်ပျက်စီးတာနဲ့အဆိုးဆုံးကတော့ တွေးမလျှောက်တော့လို့ခြေထောက်ဖျက်ပြရတာမျိုးတွေကြီးခစ်သွန်းနိုင်ပါတယ်။ဒါကြောင့်စီချိုဆိုတာတောက်ဆရာယောဂါလို့မမြင်ပဲကိုယ့်ရဲ့နေထိုင်မှုဘဝအိုက်စတိုင်ကိုပြုပြင်ပြောင်းလဲဖို့တတိပေးလိုက်တဲ့မိဝါကြားလိုက်တာလို့ပဲသဘောထားစေချင်ပါတယ်။အချိုတွေရှော့မယ်။လေ့ကျင့်ခန်းတွေလုပ်မယ်။ပုံမှန်စစ်ဆေးမှုတွေလုပ်မယ်ဆိုရင်တော့ကျန်းမာတဲ့ဘဝကိုပန်ဆိုင်နိုင်မှာဖြစ်ပါတယ်။နံပါတ်၁အမြင်တဲ့အများတော်ရှင်းတိရစိမ့်များရှင်းညွယ်ရွက်ကော်ဖီထုတ် ပန်းကော်ဖီစိစတဲ့ကစီတက်နေတဲ့ဟင်းဒီဟင်းရတွေဟာဗီတာမင်နဲ့အာဟာရဓာတ်တွေကျွေးဝပြီးတော့ကိတင်းတဲ့ဓာတ်ကိုလည်းလုံးဝမတက်စေပါဘူး။နံပါတ်2ပဲအမျိုးမျိုးပဲနီလေးကလပ်ပဲပဲဒီစိစတဲ့ပဲတွေဟာပရိုတင်းဓာတ်နဲ့အမင်ဓာတ်မြင့်မားစွာပါဝင်ပြီးတော့ကိတင်းတဲ့ဓာတ်ကိုတည်ငြိမ်စေပါတယ်။နံပါတ်3အစီညာတော်ငါဆယ်မွန်ငါမက်ဂရယ်ငါတို့လိုငါတွေဟာအိုမီဂါ3ပါဝင်လို့နှလုံးသားမှာရေကိုအထောက်အကူပြုပါတယ်။နံပါတ်4 အခွန်မာဒီနဲ့အစီအစံညာဘာဒန်စစ်တရားဒီချီယာစစ်တို့လိုအစအစာတွေဟာကျန်းမာရေးနဲ့ညီတဲ့အစီအတတ်နဲ့အမြင့်တက်တွေပေးဆွနိုင်ပါတယ်။ဒါပေမဲ့ကယ်လိုရီများတဲ့အတွက်ဒီနေ့လည်းအလွန်ကျော်စားသုံးခြင်းမှရှောင်ကြဉ်တင်ပါတယ်။နံပါတ်5ဖိုင်ဘာမြင့်ကောက်နံများကြုံချမ်းဆန်လုံးညိုတို့လိုကောက်နံတွေဟာလည်းအမြင့်တက်များလို့တရားတက်ကိုပြပြချင်းတာထုတ်လုပ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးမှာတော့ဆေးချိုအကြောင်းနဲ့ ရှိချိုယောဂါဖြစ်တဲ့သူတွေစားသုံးတဲ့အစာအစာတွေကိုပေါ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာလေးတွေကတင့်အတွက်အကျိုးရှိတယ်လို့ယူဆရင်လိုက်လို့ဖို့မမေ့ပါနဲ့။ကုမရွှေတွေထဲမှာရှိချိုနဲ့ပတ်သက်ပြီးလွဲမစွာတိထားတဲ့သူတွေရှိရင်လည်းသူတို့သိအောင် share လုပ်ပေးလိုက်ပါဦး။ကျမ်းမာခြင်းမူကွက်တွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကိုလည်း subscribe နှိပ်ခဲ့ပေးကြပါဦးခင်ဗျာ။အားလုံးပဲကြောကပေးရကင်ဝေးကြပါစေ။